ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမနက်ဖြန်မနက်ခင်းကိုရောက်ရင်ကျွန်တော်တို့ကရှင်တိုင်းသားကိုခံပြန်တော့တိုက်ခိုက်ဖိုက်တိုင်းအွန်လိုင်းအဆန်းရဲ့ professional ကစားသမားဘွားနောက်ဆုံးလို့စပွဲကိုတည်ရှိကြတော့မှာဖြစ်ပါတယ်ပွဲစဉ်ကဒုက္ကောင်ပွဲစဉ်ဖြစ်နေတဲ့အတွက်မြမဆန်တော်ဂျိန်ဆန်နိုင်ခွဲနဲ့၁၇နိုင်မတင်းလောက်မှာကြည့်ရလိမ့်မယ်လို့မှန်းဆမိပါတယ်ခင်ဗျာအခုဆိုရင် BBC ကလည်းအွန်လိုင်းအဆန်းနဲ့အင်တာဗျူးထားတာကိုတွင်တင်ဖော်ပြလာပါတယ်ခင်ဗျာအဲ့ဒီထဲမှာထူးခြားချက်လေးတစ်ခုပါပါတယ်အဲ့ဒါကတော့အွန်လိုင်းအဆန်းက သူပွဲမဝင်ခင်မှာသူထွက်လာရင်ဖွင့်လေရှိတဲ့အမဲလိုက်အကသင်းကိုဒီပွဲမှာ special plan နဲ့မြင်တွေ့ရလိမ့်မယ်ဆိုပြီးတော့ပြောလိုက်တာပဲဒါပေမဲ့သူကရုပ်ဝတ်ထားပါတယ် special plan ဆိုတာကဘာလဲဆိုတာကိုသူပေးမသိပါဘူးတကယ်ပွဲထိုးတဲ့အချိန်ကိုရောက်မှပြိသက်တွေစိတ်လှုပ်ရှားစရာကောင်းအောင်မြင်တွေ့ရလိမ့်မယ်ဆိုပြီးတော့ online ဆန်ကပြောသွားခဲ့တယ်ခင်ဗျ online ဆန်ဟာမနက်ဖြန်ပွဲစဉ်ကိုသူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေတငယ်ချင်းတယောက်ဖြစ်တဲ့ ကာဒီစတန်နဲ့ပွဲထိုးရမှာပါဆွီဒင်ဖိုင်တာကာဒီစတန်ကလည်းဝဲတော်ဝိတ်တန်းမှာချန်ပီယံဟောင်းတယောက်ဖြစ်ပါတယ်သူကဝဲတော်ဝိတ်တန်းကနေမီဒယ်ဝိတ်တန်းကိုတက်ပြီးထိုးတာပါပထမဆုံးပွဲစဉ်မှာအွန်လိုင်းအန်ဆန်နဲ့တွေ့ရတာဖြစ်ပါတယ်ခင်ဗျအွန်လိုင်းအန်ဆန်ကတော့မီဒယ်ဝိတ်တန်းရဲ့ချန်ပီယံဟောင်းတယောက်ဖြစ်ပါတယ်ပြီးတော့သူကသူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲကိုအနိုင်ရလနဲ့အဆုံးသတ်ရှင်တယ်လို့ပြောထားပါတယ်ခင်ဗျဒီတော့မနက်ဖြန်မှာအွန်လိုင်းအန်ဆန်ကဒါကွင်းထဲကိုဝင်လာတဲ့အချိန်မှာ နောက်ခံဖြစ်အမဲလိုက်အကသင်းကိုဖွင့်လိုက်တော့မှာပါအဲ့အမဲလိုက်ကသင်းကိုအရင်နှုံးကလို့မဟုတ်ဘဲနဲ့ special plan နဲ့ဆိုတာဟာဘာလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဒီတော့ BBC interview မှာ online answer ဖြေကြခဲ့တာလေးကိုပြည်သက်တွေသိရှိရအောင်အပြည့်အစုံဖတ်ကြားပေးပါမယ်ခင်ဗျာကျွန်တော်အမဲလိုက်ကသင်းကိုကြားလိုက်ပြီးတာနဲ့ဒီသင်းရဲ့အထိပ္ပယ်နဲ့ကျွန်တော်ကြိုးဝိုင်းနဲ့ဝင်လာပြီးတာနဲ့ချက်ချင်းပဲကျွန်တော်ရဲ့ mindset ကအဲ့ဒီအမဲလိုက်ကဆိုတဲ့လိုမျိုးဖြစ်သွားပါတယ် ျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်က content အမဲလိုက်နေတယ်ဆိုတာမျိုးဖြစ်သွားတယ်ပေါ့နော်။ဒါကြောင့်ဒီသရှင်းကိုကျွန်တော်အရင်ကြိုက်တယ်နှစ်သက်တယ်ပေါ့နော်။ပြီးတော့ဒီဘွဲမှာဒီသရှင်းအတွက်ဆိုပြီး special plan ရှိတယ်။အဲ့ဒါကဘသူ့မှကိုပြောလို့တော့မရသေးဘူး။ဒီ special plan ကဘာလဲဆိုတော့ပေါ့လေ။ပြိတ္တတွေအတွက် special plan ပေါ့နော်။ဒီဘွဲကနောက်ဆုံးဘွဲလေ။နောက်ဆုံးဘွဲမှာအကောင်းဆုံးဖြစ်အောင်လုပ်ထားတာပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ပြိတ္တတွေဘွဲကစားချိန်ရောက်ရင်ကြည့်ရှုပေးပါ။ စိတ်တကယ်လှုပ်ရှားသွားစေမယ့် plan မျိုးနဲ့အမဲလိုက်ကပြင်းအတွက်ကျွန်တော်တို့လှုပ်ထားပါတယ်ဆိုပြီးတော့ online ဆန်ကပြောကြားသွားခဲ့ပါတယ်ခင်ဗျာအဲ့တော့မနက်ဖြန်မနက်မှာ online ဆန်ရဲ့နိုင်ပွဲကိုရင်ခုန်ရင်းနဲ့အမဲလိုက်ကသင်းကိုဘလို့ special plan နဲ့တင်ဆက်မလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်တဲ့ကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပြပြပေးလိုက်ပါတယ်ခင်ဗျာ tissue အပြည့်ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ